တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းပိုလန်နိုင်ငံအတွက်ဆူတောင်းပါဟေရှာယအနာဂတ်တိကျမ်းအခန်းကြီး26အငယ်1မှ3တကားတို့ကိုခွင့်ကြလောတစ္ဆာဆောင်၍ဖြောက်မှတ်သောလူမျိုးဝင်ပါစေစိတ်နှလုံးတည်တည်သောသူသည်ကိုရော၌ခိုလုံသောကြောင့်မြင့်တက်ချင်းတသက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူပေမည်။အာမင်။ကျူတောင်းကြပါစို့။ဘိုးညီတဲ့ချင်းဤအရှင်ပြားသခင်။ပိုလန်နိုင်ငံဤအပြစ်ကိုခွင့်လွှတ်၍ခုံးအုပ်ပေးတော်မူပါ။အပြစ်နောင်တရရန်တောင်းရှောက်ပါ၏ပါ။ထိုနိုင်ငံအပေါ်ဖြောက်မှတ်ခြင်းနှင့်တရားမျှတခြင်းကောင်းကြီးတက်ရောက်ရန်မဆတော်မူပါနိုင်ငံဤအစိုးရ၌ ညာရှိဤနေသက်ခြင်းခံစားရရှိစေပါအသင်းတော်သည်တည်ကြည်သောနှလုံးသားနှင့်ကိုရောကိုခလုံးကြရန်နှင့်အမှုတော်၌အဆုံးတိုင်သစ္စာရှိစွာအစေခံနိုင်ပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်